ရိုက်ကူးရတော့ကျွန်တော် MC ပဲလုပ်ပါတယ်ဟိုရရုပ်ရှင်တော့မရိုက်တော့ဘူးပေါ့ဟုတ်ကျွန်တော်ရဲ့ကောင်းမလေးอ่ะအာရုပ်ဆောင်လုပ်တာမကြိုက်လို့ကျွန်တော်မလုပ်ရတော့တော့တော့မမားပိုင်းမလို့ဘာမှမလို့တော့မရှိဘူးသူ့ရဲ့ခံယူတဲ့စိတ်ပုံပါလေဒီအမေကိုချစ်တဲ့စိတ်နဲ့ဒါသူ့ရဲ့ချစ်သူကိုချစ်တဲ့စိတ်อ่ะမတူဘူးလေမမားပိုင်းနေလဲအဲဒါနှလုံးထဲမှာဒါပဲဒါပဲ ကမတ်တရားဟုတ်တယ်သူကနားလည်မှုအရင်ရှိတယ်ဒါပေမဲ့အာကျွန်တော်က तू ကအဲ့လိုပေါ့နော် relationship တစ်ခုမှာယောက်ျားလေးဖြစ်မိန်းကလေးဖြစ်ဖြစ်တစ်ဖက်ကအရင်နားလည်ပြီးအဲ့တစ်ဖက်ကဘာမှဟို तू ဘလောက်ပဲဆိုးခဲ့ပါစေအဲ့တစ်ဖက်ကအရင်သူ့ဘက်ကိုပြောင်းလဲလာတယ်အဲအဲ့လိုပေါ့နော်တယောက်နဲ့တယောက်လိုအရင်ကိုတင်းသူတင်းဆိုတာပြဿနာတက်တာပေါ့နော်တစ်ဖက်ကအရင်နားလေလေချိန်ကြတယ်တစ်ဖက်ကအဲ့လိုဒါပြောင်းလဲသွားတယ်ပေါ့ဒါလူတိုင်းကတော့မဆိုလိုပါဘူးအများအပြစ်တော့အဲ့လိုဖြစ်တတ်ပါတယ်ဟုတ်ကဲ့ချေဆက်ပြီးတော့ပြောင်းလဲဒီနေ့စတူပေါ့ ချစ်တဲ့စိတ်ဆိုတာအထက်ကိုတစ်ခါညရဲ့အဲ့လိုမဟုတ်တော့ तू ကဘာလုပ်ပြီးပါလို့လည်းမတောင်းဆိုဘူးဒါပေမဲ့သူ့အတွက်တကယ်ချစ်တယ်ကျွန်တော်မဟုတ်ပါဘူးကျွန်တော်မှမဟုတ်ပါဘူးလူတိုင်းလူတိုင်းမိန်းကလေးတွေယောက်ျားတွေတကယ်ကိုတကယ်လူတယောက်ကိုချစ်သွားပြီဆိုရင်ကိုနဲ့အမျိုးမတော်သွေးမတော်တမဆက်လူတယောက်ချစ်သွားပြီဆိုရင်အဲ့လူအဲ့လူကတကယ်ပြောတာနော်အပေါ်ရန်ချစ်တာမဟုတ်တကယ်ချစ်သွားပြီဆိုရင်သူ့အတွက်ဆိုတာကြီးကစဉ်းစားစရာမဟုတ်ဘူးအမြဲတမ်းအာလုပ်ပြီးလုပ်ပြီးနေပါပါဘာမှတောင်းနေကြဘူးလူပြောရေးပရိုဂရမ်လည်းတက်နေတယ်ဒါကတောင်းလို့လေ အဲ့ဒါအဲ့ဒါအဲ့ဒါအခုမှကျွန်တော် official မပြခင်နေသူနည်းကအရင်နည်းကဟိုချစ်သူဖြစ်ခဲ့တာပေါ့အဲ့မမမပြရတယ်လို့ပါတယ်ဟုတ်လားအခုကအခုကသိတဲ့တရားလို့ပါအခုကသိတဲ့တရားပြအဲ့ဟိုလုတ်ပေးတာတော့အများကြီးပေါ့နော်ဒါပေမဲ့တစ်ခါကျရင်ဒါလေးကတော့အမတ်တရားဖြစ်မယ်အာကိုကလည်းအဲ့လိုတင်လိုက်တာပေါ့နော်အဲ့လိုခုနရိုးတယ်လို့မဟုတ်ဘူးအာဘယ်သူဘယ်သူမဆိုပေါ့နော်ကိုချစ်တဲ့လူကိုသွားတယ်အပြင်သွားတယ်ဆိုတော့ဘာမှမဟုတ်လမ်းမှာတွေ့တယ်ပန်းအခုလိုပေါ့နော်ဒါပန်းလေးတွေ့မယ် ဒီပန်းကြီးကငါကမာလီနဲ့ဆိုရဲငါချစ်သူနဲ့ဆိုရဲလိုက်လိုက်မှာပဲနော်ဆိုတဲ့အတွေးရအဲ့ဒါလုတ်သွေးလို့မရဘူးသူ့ထဲမှာတကယ်ချစ်မှအဲ့လိုပေါ်တာတကယ်မချစ်ရင်မပေါ်ဘူးအဲ့လိုပေါ့နော်ခုနကဆိုကျွန်တော်လုပ်ရတာကျွန်တော်ကဒီ vivo ပွဲပေါ့ vivo ပွဲမှာဘာမှမဟုတ်ဘူးကျွန်တော်အဲ့သူတို့ကစားနေတဲ့ဥစ္စာလေးကြည့်တာကျွန်တော်ကြည့်တော့အဲငါဒါလေးကိုသူ့အတွက်လုတ်ပြီးလိုက်ရင်ညာကြိတ်မလားမသိဘူးပေါ့နော်ဆိုအဲလုတ်ပြီးတော့သူ့ကိုပြေးလိုက်အဲ့ဒါချစ်သူရုံနေမှာကျွန်တော်တိတာတော့ကိုတကယ်ချစ်ညက်နွားပြီဆိုရင်ညက်တော့မဟုတ်ဘူးကိုချစ်သူကနေကြစီတွေ ်ဟာပြီးရင်တော့အာဘိုးတို့ပြောမလဲဟိုသူအဲ့ဒါတန်ဖိုးထားတယ်အဲရိုက်ကူးရတော့ကျွန်တော် MC ပဲလုပ်ပါတယ်ဟိုရရုပ်ရှင်တော့မရိုက်တော့ဘူးပေါ့ဟုတ်လုံးဝမရိုက်တော့ဘူးဟုတ်တယ်ဟုတ်တယ်နောက်ပိုင်း producer ပဲတော့အဲ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 ့လိုပေါ့နော် producer ဘက်ကိုဦးတည်တာပါဟုတ်တယ်တော့ကျွန်တော်အရင်အမှုပညာကိုလည်းဝါသနာပါပါတယ်အဲတော့ကျွန်တော်ရဲ့ကောင်းမတွေကအာ ရုပ်ဆောင်လို့တောင်မကြိုက်လို့ကျွန်တော်မလုပ်ရတော့ဟိုမမားမွိုင်းမလို့အဲ့ဒါတွေကတော့ဟိုအပြောပဲရှိမှာပါတချို့လူလူကျွန်တော်ခုနပြောလို့လူပဲกว่าတာဗောနော်သူကမမားမွိုင်းမလို့ဘာမလို့ဆိုတော့မရှိဘူးသူကသူ့ရဲ့ခံယူတဲ့စိတ်ပုံပါလေသူဒီအမေကိုချစ်တဲ့စိတ်နဲ့ဒါသူ့ရဲ့ချစ်သူကိုချစ်တဲ့စိတ်ကမတူဘူးလေအမေကိုချစ်ဒါ तू ကလည်းနားလေလေ ဒါကဘာမှာတော့အမေကိုချစ်တဲ့စိတ်နဲ့ဒါချစ်သူကိုချစ်တဲ့စိတ်ကရှင်လို့မမြင်ရတာဒါလူတိုင်းသိမှာပေါ့ကျွန်တော်ကောင်မတီးကကျွန်တော်အမေကိုအရင်ချစ်တယ်ကျွန်တော်လည်းသူ့အမေရောကျွန်တော်အမေရောကျွန်တော်နှစ်ယောက်လုံးကအရင်ဟိုချစ်တယ်အဲပြီးတော့ကျွန်တော်လည်းအာပေါ့နော်ဘယ်လိုပြောမလဲဟိုတူဆိုတဲ့ကျွန်တော်အမေကိုတော့လည်းအဲလိုမအာအဲ့မျိုးဆိုအရန်နဲ့အမေကိုအရန်ကျွန်တော်အမေကိုဆိုသူ့အမေကိုလည်းသဘောထားတယ်ပြည့်တတ်တယ်အဲကျွန်တော်ဆိုတဲ့သူ့အမေကိုကျွန်တော်အမေကိုသဘောထားတယ်အဲ့ဒီတော့ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးအရန်ဆင်ပြီးတော့ Dave. Dave.